ရင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါတယ်ခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မူဆယ်နယ်ဆက်ကုံတွယ်ရေးမှာညီနောင်သုံးဘွဲ့နဲ့တရုတ်တို့စကောင်းစီကိုနောက်ောက်ချပြီလားဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ် မြန်မာတရုတ်နယ်စပ်မှာအဓိကကုန်သွယ်ရေးခိတ်ဖြစ်လာတဲ့ကျင်စန်းကျော့ဂိမ်းမာတဆင့်တရားဝင်အခွန်ကောက်မယ်လို့မြောက်ပိုင်းမမိတ်ဒုံဘွက်ကကြေညာပြီးနောက်မှာမူဆဲကိုသွားမယ်ကုန်ကားတွေကိုလာရှောကနေစောင့်ပြီးတော့ဖမ်းဆီးနေပါတယ်။ MNDA A နဲ့တန်လီက30နှစ်ခွန်ဆစ်စင်ရင်နဲ့အတူတိုက်ခိုက်ပြီးတရား9မိုင်နဆက်ကုန်သွယ်ရေးဆောင်တဲ့ကျင်စန်းကျော့ဂိတ်တို့ကိုထိန်းချုပ်ထားပြီးတော့ကျင်စန်းကျော့ဂိတ်မှာဇူလိုင်တရနေ့မှစလို့တရားဝင်အခွန်ကောက်မယ်လို့ကြေညာထားပါတယ်။အဲလိုတရင်ထွက်တဲ့ဇွန်လ17ရက်နေ့ကနမ်ဘယ်ရီစိန်မြေပဲများတင်ဆောင်လာတဲ့ဂါ22စီးကို လာရှုံးမှဒိန်းနီပန်အထွက်ရေဘူးစူပောင်းကိတ်အင်းဒီမှာစကောင်းစီတက်ကဖမ်းဆီးခဲ့တယ်လို့ကုန်းတဲတအူးကပြောပါတယ်။တရုတ်ကိုပို့မဲ့ကုန်တွေကဖမ်းတယ်။အဒီကကမဟာမိတ်တွေဘက်ကနေမတော်ပဲရန်တောင်ဘက်ကနေတွားဖို့ဆက်ခါဆက်ကပုံစံတွင်းနေတယ်။အထူးသဖြင့်မဟာမိတ်တွေဘက်ကိုဖျက်ထားတာလို့ကုန်းတဲတအူးကတုံ့တက်ပြောဆိုပါတယ်။တရုတ်နိုင်ငံနဲ့ကုန်းတွေရမှာရန်ပြည်နယ်အရှေ့ပိုင်းမိုင်လာ၂ဆက်ကုန်းတွေရေးစကမ်းမတဆင့်အများဆုံးကုန်းတွေနိုင်ရေးစကောင်းစီကဂျိုးပန်းနေတယ်လို့ကုန်းတဲတချို့ကပြောပါတယ်။အဆိုပါမိုင်လာ၂ဆက်ကိုမိုင်လာလက်နက်ကင်ဖွဲ့ အမျိုးသားဒီမိုကရက်တစ်ရဲ့မဟာမိတ်ဘွဲ့ NDA ကထိန်းချုပ်ထားပြီးစကောင်းစီရဲ့ဂူတန်းဝင်ကြီးဌာနကဂျိုင်းတုံမျိုးမှာအခြေချပြီးခွန်ကောက်နေပါတယ်။လက်ရှိမှာစကောင်းစီအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာလာချုံမျိုးပေါ်ကွက်ကွက်လေးခုသာတရုတ်ရဲ့ဂျားဝင်ဆော့ဖတ်မှုကြောင့်ထိန်းချုပ်ထားနိုင်ပြီးတော့ဂျမ်းနဲ့ရှမ်းမြောက်တစ်ခွင်လုံးကတော့တော်လိုင်းအင်အားစုများလက်ထဲမှာရှိနေပါတယ်။ဒါအပြင်လာချုံမျိုးမှာမူဆယ်မျိုးဂျင်ဆန်ကျော်ကိတ်တို့သွားတဲ့ပြည်ထောင်စုလမ်းတိုင်းဆိုရင်လာချုံသိန်းနီကိုခိုက်နဲ့နံပါတ်ကမူဆယ်မျိုးတွေကိုဖျက်သွားရပါတယ်။လာချုံမျိုးပေါ်ကိုစကောင်းစီကထိန်းချုပ်ထားပြီး လာရှုံးတဲ့ဒိန်းနီချားနဲ့ဒိန်းနီမျိုးဘော်ကို MNDA ကထိန်းချုပ်ထားပါတယ်။ဒါပြင်ကိုခိုင်းနဲ့နံပါတ်ကမျိုးကို KIA နဲ့တန်လေးကထိန်းချုပ်ထားပြီးမူဆယ်မျိုးဘော်မှာတော့စကောင်းစင်နဲ့ပြည်သူစစ်တွေကထိန်းချုပ်ထားပါတယ်။ဒါပြင်မူဆယ်မျိုးနဲ့အတွင်း105မိုင်ကုန်းသွယ်ရေးစုံနဲ့တုံခမ်းရွာလမ်းကားနဲ့တဆင့်သွားရတဲ့ဂျင်ဆန်းကျော့ဂိတ်ကိုမြောက်ပိုင်းမမိတ်သုံးဘွဲကထိန်းချုပ်ထားပြန်ပါတယ်။အဆိုပါဂျင်ဆန်းကျော့ဂိတ်ကနေခုံကောက်ခတ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးမြောက်ပိုင်းနောက်မမိတ်သုံးဘွဲကထုတ်ပြန်ရမှာ။တရုံမြန်မာနဇက်ဂိတ်တွေပုံမို့ဖွင့်လက်ခါကုန်ကားများအဝင်ထွက်များလာခြင်းကြောင့် လာမယ့်ဇူလိုင်လတရနေ့မှစတင်ပြီးကုန်သွယ်မှုအသွင်းထုတ်ဂျူတီဆောင်ကနှုံသားများကိုစီမံခန့်ခွဲမှာဖြစ်ပြီးတော့ဒီထဲမှာအွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်စနစ်နဲ့ရေမှန်ပုံးတင်ခြင်းစနစ်များကိုအစင်းမြင့်တင်မယ်လို့တည်ပေးထားပါတယ်။ဒါကြောင့်လက်ရှိမှာနေဆက်ကုန်တင်များဂျူတီဆောင်ကုမ္ပဏီများနဲ့ကုန်ကားခိတ်များအနေနဲ့လာမယ့်ဇူလိုင်လတရနေ့မတိုင်မီညီနောင်မမိတ်တုံးဘွဲ့ရဲ့အခောက်ခွန်းဌာနလာဟုတ်ခံဂျင်းတာကုန်စီပို့ဆောင်ရေးဌာနမှာကုမ္ပဏီမှာပုံးတင်ခြင်းနဲ့ရေမှန်ပုံးတင်ခြင်းတွေကိုဘီစီအောင်လှုံ့ဆော်ထားဖို့အတည်ပြုထားပါတယ်။ဒါပြင်ကိုတိုင်းဂျူတင်အခွန်ကောက်ဖွင့်ခြင်း ရင်ဝင်ထွက်ဂျိုတင်မပုံတင်ခြင်းနဲ့ကပြားများထုတ်ပေးခြင်းတွေကိုညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့ခေါခွန်ဌာနကဆောင်ရွက်မယ်လို့တည်ပြထားပါတယ်။ဒါ့အပြင်ဇူလိုင်လတရနေ့မှာနေစကုံးတို့ရဲ့မစားတက်မီမပုံတင်ရမှာဖြစ်ပြီးတော့လုပ်ငန်းနောက်နေကြမ်းကြမှုမဖြစ်စေရန်စာရွက်စာတမ်းထောက်ထားများကိုအများဆုံးပြင်ဆင်ထားရန်တို့ကဂျင်ဆန်ကျော့ကိန်းမှာတရားဝင်ကြေညာထားတယ်လို့ကုန်းတဲ့တချို့ကပြောပါတယ်။အခုဂျင်ဆန်ကျော့ကိန်းကိစ္စမှာတရုတ်ကမဟာမိတ်တွေကိုနှိပညာပါအကူအညီပေးနေတာ။မူဆယ်မာဆိုဂျန်နေခိတ်တွေကိုမတုံးသေးဘူး။မဟာမိတ်သုံးဘွဲ့ကိုအခွင့်ရေးပေးလိုက်တဲ့သဘောပဲ။ စကောင်းစီကတော့စားချေးမှမဟုတ်ဘူးလို့မူဆယ်မျိုးကန်ကုန်းတဲ့တဦးကပြောပါတယ်။စကောင်းစီကတရုတ်စိုးရရဲ့ကိုညီနဲ့မြောက်ပိုင်းမှာမိတ်သုံးပွဲနဲ့ဇုံနေမှုတွေရှိနေပေမဲ့လက်ရှိမှာစိုးပါအဖွဲ့စည်းကိုဂျန်ဖက်ဖွဲ့ပြင်ကြီးညာထားဆဲဖြစ်ပါတယ်။ဒါပြင်ဂျန်ဖက်ဖွဲ့များနဲ့ဆက်သွယ်သူများကိုလည်းရည်ရွယ်မယ်လို့ကြီးညာထားပါတယ်။ဒါကြောင့်မြောက်ပိုင်းသုံးပွဲထိန်းချုပ်ထားတဲ့နေရာများကိုအုံပြုနေတဲ့ကုန်းတွေများရေမောင်းများကစိုးရိမ်မှုတွေရှိလို့နေပါတယ်။ဒါပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ပြည်တော်စုလမ်းမကိုဇုံရှုံလိုက်ရတဲ့စကောင်းစီဟာ တရုတ်နိုင်ငံတို့ကုန်းတော်ရေးတွေရှမ်းပြည်နယ်တောင်ပိုင်းလမ်းကိုပုံမို့အသုံးပြုဖို့ကြိုးပမ်းနေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတဆင့်တရုတ်နိုင်ငံနဲ့ကုန်းတော်ရေးမှာလာရှုံသိန်းနီချင်းရွှေဟော်လောက်ကိုင်းလမ်းလေးရှိပါတယ်။လာရှုံမျိုးဘော့ကိုစကောင်းစီထံသို့ MNDA ကအပီလာကပြန်ပေးပြီးနောက်ပိုင်းမှာချင်းရွှေဟော်ဂိမ်းနဲ့လောက်ကိုင်းနယ်ဆက်ဂိမ်းများပြန်ဖွင့်ပေးမယ်လေ။ကုန်းစီစစ်စစ်မှုနေပါနေစေဖြစ်တယ်လို့တရင်ရရှိပါတယ်။မြန်မာဟာတရုတ်ပါဝင်အိန္ဒိယထိုင်းဘင်္ဂလားဒေ့ရှ်တို့နဲ့နယ်စပ်ကုန်းတော်ရေးစကန်12ခုကျော်ရှိပြီးအများစုကိုဒေါ်လာအင်အားစုတွေကထိန်းချုပ်ထားပါတယ်။ အဒီအချိန်မှာအချမ်းဘက်စကောင်းစီဘက်ကကုံတော်ရေးကဏ္ဍကနေတဆင့်ဒေါ်လိုင်းအင်အားစုများထံငွေကြေးတွေစစ်စင်းနေတယ်လို့ခေါင်းစဉ်တက်ခါတရားမဝင်ကုံတွယ်မှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နှင်းမယ်လို့ချိန်ချောက်ထားပါတယ်။အိုင်းနောက်တရားမဝင်ကုံတွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးစကောင်းစီရဲ့ဒုတိယခေါင်းဆောင်ဇိုးဝင်းကဥက္ကဋ္ဌနေရာယူထားပါတယ်။ဒါပြင်နေပြီးတော့မှမေလ26ရက်နေ့ကပြုလုပ်ခဲ့တဲ့တရားမဝင်ကုံတွယ်မှုတိုက်ဖြတ်ရေးစည်းဝေးမှာလည်းအဲ့ဒီတရားမဝင်ကုံတွယ်မှုတွေကိုတိုက်ဖြတ်ဖို့ထပ်မံတတိပေးသွားပါတယ်။ဒါပြင်ကုံစီတည်ဆောက်မှုများနဲ့ပတ်သက်လို့လည်း စကောင်းစစ်ကတရင်ပေးတွေကိုမွေးမြူထားပြန်ပါတယ်။အဆိုပါတရင်ပေးများကိုဖမ်းမိထားတဲ့ကုန်စီတံပိုးအလိုက်အကြမ်းဖက်စကောင်းစစ်ကငွေကြေးတွေမလုံပေးထားပြန်ပါတယ်။ရှမ်းမင်းနဲ့မြောက်ပိုင်းမှာကုန်းတဲ့တအူးကတော့ကုန်းတော်ရင်နဲ့ပတ်သက်လို့စကောင်းစစ်ဟာတင်ငိမ့်နဲ့မူဝါဒမရှိဘဲဖမ်းခြင်းတလို့ဖမ်းနေကြောင်းနိုင်ငံရေးရာအစာမကြေမှုတွေကိုညှို့ထားပြီးတော်လန်ရေးအင်အားစုများဘက်ကနေထွက်လာတဲ့ကုန်းစီတွေဒါမှမဟုတ်တော်လန်ရေးအင်အားစုများဘက်သို့ဦးတည်တဲ့ကုန်းစီများကိုအကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးနေတယ်လို့ပြောပါတယ်။ဒါကြောင့်လက်ရှိကုန်းတော်ရေးအခြေအနေများဟာ ဂျိုရမ်ဘော့မှာလမ်းလျှောက်နေရတဲ့အနေအထားလို့လည်းသုံးသပ်ပြောဆိုပါတယ်။အခုလာချိုးကိုစတက်လက်ထဲပြန်မပေးခင်တုန်းကတော့ရှမ်းမြောက်ကိုတရုတ်ကရိတ်ခါဖြတ်တယ်။အခုကျတော့စတက်ကိုလာချိုးကနေစောင့်ပြီးတော့စားခွင့်ပေးထားတယ်။ရှမ်းမြောက်ကုန်းတော်ကြီးကိုမဟာမိတ်တွေပေးလိုက်ပြီ။ဒါပေမဲ့ဒါကတင်းငိမ့်နဲ့သုံးသပ်ဖြစ်မဟုတ်သေးဘူးလို့ဆိုပါကုန်းတဲ့ကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ရဆောက်တင်တန်းအကြောင်းမှာ WY နဲ့တခြားမိုးရဲဆေးတွေကိုမိဖုရားတွေကိုယ်တိုင်စမှုတန်တင်တန်းသားတွေထံရောင်းချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဆောက်မှာရှိတဲ့ဘာဒူစစ်တပ်နံကျောင်းမှာ WY အပအဝင်တခြားသောမူရဲဇေဝါများကိုနေပြားတွေကိုတိုင်ဖြန့်ဖြူးရောင်းချနေတယ်လို့ဘာဒူစစ်မှုတန်းစင်တင်နန်းသားတချို့ထားမှသိရပါတယ်။စစ်တပ်ထဲကိုတိုင်စိတ်ပါလို့ဝင်လာတဲ့စစ်မှုတန်းတင်နန်းသားတချို့နဲ့ပေါင်းပြီးအဆိုပါဘာဒူတင်နန်းကျောင်းမှာတင်နန်းသားနေပြားတွေဟာ၎င်းတို့ကိုတိုင်မူရဲစေဖြန့်ဖြူးနေတယ်ပြင်မတုံဆွဲတတ်တဲ့တင်နန်းသားအစ်တွေကိုလည်းတုံဆွဲကြည့်ဖို့မျိုးဆွဲပြောဆိုတာတွေရှိတယ်လို့သိရပါတယ်။အခုတက်တဲကိုပဲဆက်ရလို့လိုက်လာတဲ့တင်နန်းသားတွေနဲ့ပေါင်းပြီး အဲ့ဒီနေပြားတွေကိုတိုင်မွေးရစေးတွေဖြတ်ပါတယ် WI ရဲ့ကြိုက်တာပြောအကုန်ရတယ်လို့ဇမုတန်ဘတ်စင်30တင်နန်းတောင်းတူကပြောပါတယ်အဆိုပါဘာလို့တင်နန်းကြောင်းတွေ့မွေးရစေးဝါဖြန့်ဖြူးတာနဲ့ပတ်သက်ပြီးအလင်းဝင်ပြီးသူစစ်မှုတန်ဘတ်စင်5တင်နန်းဆင်းတတာတူကလည်းခုလိုပြောပြပါတယ်အဲ့ဒီဘာလို့တင်နန်းမှာကကျွန်တော်တို့ကလည်းအဲ့လိုပဲမွေးရစေးတွေဖြန့်ကြတယ်အဓိကကတင်နန်းသားတွေထွက်မပြေးအောင်ပျော်သွားအောင်တမင်လောက်တာမျိုးပေါ့ဒီမှာကလိုတဲ့ချိန်တိုင်းဝယ်လို့ရတာကိုလို့ပြောဆိုပါတယ်စကောင်းစီတက်တွေ့မွေးရစေးဝါတုံဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့ င်တန်းချောင်းနေတာမကရှေတန်းဆက်စင်ရေးတွေမှာတရားဝင်ပုံစံတုံဆွဲမှုတွေရှိနေပြီးတချို့သောအရာရှိတွေကိုယ်တိုင်ကလည်းတုံဆွဲမှုတွေရှိနေတယ်လို့လဲစတုံးမှန်တဲ့လင်းဝင်စစ်သားတွေဘက်ကဝန်ခံပြောဆိုမှုတွေရှိနေပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အမေရိကန်ရောက်မြန်မာဆဲလီချင်းတိုင်းရင်သူလီဗီစက်နိုင်ထံကိုလိန်လယ်မှုနဲ့ကန်ဒေါ်လာ3တန်းကျော်တန်ရိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်ရောက်မြန်မာဒုက္ခသည်တွေအပါအဝင်ရွှေပြောင်းနေထိုင်သူတွေစီကနေငွေချေးလိမ်လည်မှုနဲ့မြန်မာဆဲလီလုပ်ငန်းရှင်လီဗီစက်နိုင်ထံကိုအမေရိကန်ခရိုင်တရားသူကြီးမှာ မေရိကန်ဒေါ်လာ3.2တန်းကျော်တန်းငွေပေးဆောင်ဖို့အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့မြန်မာလုပ်ငန်းရှင်လီဗီစန်းနိုင်တန်းဟာ2018ခုနှစ်ကဒူမာဝဲယူခဲ့တဲ့ရေနံဒူဘော့ဘူမြင်ငါရန်ခွင့်စာချုပ်တွေကိုအကျိုးမြတ်မလုံပေးပြီးတော့မတန်တဆဈေးတွေနဲ့ရောင်းချခဲ့ကဒေါ်လာ3နဲ့ချီလိမ့်လည်ခဲ့တာဖြစ်တယ်လို့တရားရုံးကဆိုထားပါတယ်။ဒါ့ပြင်လီဗီစန်းနိုင်တန်းအနေနဲ့မြန်မာရွှေပြောင်းနေထိုင်သူ၁၀ယောက်ကျော်ကိုဈေးဝါးရည်နဲ့နာချီကန်ဒေါ်လာ၄သိန်း၅၀၀၀ကျပ်လိမ့်လည်မှုပြည့်တန်အတွက်ဒေါ်လာ၁.၄သန်းနဲ့ တရားစွဲမှုဆိုင်ရာဇယိမ်းနဲ့နိနာကျေးအတွက်ဒေါ်လာ1.3လေးတန်ဘေးဆောင်ဖို့အမေရိကန်တရားသူကြီးကမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။လေဗီစန်းနိုင်တန်းဟာအမေရိကန်ပြည်ထောင်စုကိုလွန်ခဲ့တဲ့2000ခုနှစ်ကတည်းကရွှေပြောင်းချေချရောက်ရှိနေသူဖြစ်ပြီးတော့လက်ရှိအမေရိကန်မြန်မာတိုင်းဝိုင်းမှာကြော်ကြကဖက်ရှင်စာအုပ်ထုတ်ဝေရေးရေမွေးလုပ်ငန်းတွေနဲ့အတမွေးသူဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ဒီမှုကိုတရားသူကြီးက9ရက်ကြာကြားနာပြီးအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ လေဗီစနိုင်တန်းရဲ့ရှင်းလေးတွေကတော့မှုနဲ့ပတ်သက်ပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုခုခံချေပါသွားမှာဖြစ်ပြီးတော့လေဗီစနိုင်တန်းကိုယ်တိုင်ကလည်းဝေဖန်သူတွေကိုအခုနှစ်ဧပြီလ9ရက်နေ့မှာပြန်လည်တုံ့ပြန်ထားပါတယ်။ဂျမားကိုလိန်နေဆိုပြီးဂျမားနဲ့မဲရေးတင်ကြတာ။တွေးတဲ့သူတွေကဂျမားကိုရှာတွေးလို့ follower တောင်းတိုးလာတယ်။တိုက်ခိုက်လေလေအောင်မြင်လေလေပဲလို့ပြောထားတယ်လေ။မေ့သွားတာလား။ဆက်ပြီးတော့တိုက်ခိုက်ပါ။ဂျမားခေါင်းကြီးမင်္ဂလာခံစားရတယ်။ထရန့်ကိုပဲကြည့်။တရားစွဲခံရတယ်။လုံးချန့်ခံရတယ်။ခေါင်းကြီးမင်္ဂလာခံစားရလေလေပဲလို့យေတာထားပါတယ်။ ဒါပြင်ထရန်ထောက်ခံသူလို့ကြွေးကြော်ထားတဲ့လီဗီစန်းနိုင်ထံကသူ့ကိုအမိန်ချမှတ်တဲ့တရားသူကြီးဟာတမရပိုင်းနဲ့ခန့်အပ်ထားခဲ့သူဖြစ်ပြီး၎င်းရဲ့အမိန်ဟာကယ်လီဖိုးနီးယားဥပဒေနဲ့မညီဘဲနဲ့တရားရုံးကတသက်တည်ထောက်ထားတဲ့ကိုအွန်လိုင်းပေါ်တင်မဲလို့လည်းလူမှုကွန်ရက်မှာရေးသားထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နိုင်ငံတော်တမရအဝင်းမြင့်နဲ့တိုင်းမဲခံပုဂ္ဂိုလ်တော်ဆန်စုကြည်တို့နှစ်ရှိလာမြပြင်ပနဲ့ထိတွေ့ဆက်သွယ်ခွင့်ပိတ်ပင်ခံရတဲ့အခြေအနေကိုကုလမမြန်မာတမန်ကြီးပြောဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်တမရအဝင်းမြင့်နဲ့တိုင်းမဲခံပုဂ္ဂိုလ်တော်ဆန်စုကြည်တို့ဟာ ြင်ပနဲ့ထိတွေ့ဆက်သွဲ့ကွင်းကိုနှိရှိလာများပိတ်ပင်ခံထားရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်။နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှယမန်နေ့ကပြုလုပ်တဲ့ဒုတိယခွင့်ရေးကမ္ဘာလုံးဆိုင်ရာအကျဉ်းထောင်စင်ခေါ်မှုကိုဖြည့်ရှင်းခြင်းစည်းဝေးမှာတက်ရောက်မေးခွန်းပြောကြားစဉ်ဆဲအိုဆိုကအကျဉ်းသားများကိုတိကျဖယ်ထုတ်၍ပြောက်ွက်အောင်ဖယ်ရှားပြစ်ရန်နဲ့ရွေးကောက်ခံခေါင်းဆောင်များကိုဖယ်ထုတ်ခြင်းဖြင့်ဒီမိုကရေစီကိုစိတ်သုံးစေရန်ရည်ရွယ်လှုံ့ဆော်နေတယ်လို့တမန်ကြီးကအတည်ပြုပါတယ်။ဒါပြင်စက်တက်လက်အောက်ခံတရားရုံးများဟာ လေဝက်စွာလှူရှားပြီးဒေတန်စီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေတယ်လို့ဒါမတ်ကြီးကကုလသမဂ္ဂထံသို့ပြောပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်တနေ့ထဲမှာပင်ဒီမိုကရေစီထောက်ခံအားပေးသူ160ခန့်ဒေတန်ချမှတ်ခံခဲ့ရတယ်လို့စီရင်ခံပါတယ်။ဒါပြင်အာနာတိန်စကောင်းစီဟာဂျင်းထောင်တင်များကိုလည်းတိစောက်လျက်ရှိပြီးအဲ့ဒီအစားအုံများဟာတရားမျှတမှုတွေကိုကင်ဆယ်ရမှာမဟုတ်ဘဲနဲ့တရားမျှတမှုကိုအကျဉ်းချရန်အတွက်သာဖြစ်တယ်လို့တမတ်ကြီးကရှင်းပြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဆေးရနာတိမ်မှု၄နှစ်ကျော်တွင်ចောင်းသူចောင်းသားများဆရာဝန်များသတင်းတောင်များ ရွေကောက်ကန်လော့တော့အမှန်များနဲ့ကလေးများတီပါဝင်လျက်ပြည်သူ2900ကျော်ဟာနိုင်ငံရေးရည်တိချက်တိကြောင့်ဖမ်းဆီးထိန်းချုပ်ခံခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီထက်ကအများစုဟာတရားလက်လော့ဖမ်းဆီးချုံထောင်ခံရခြင်းဖြစ်ပြီးစစ်တမ်းမှငွေညစ်လို့တဲ့ယူရဲ့ချက်နဲ့ဖမ်းဆီးချုံထောင်ခံရသူများဖြစ်တယ်လို့တမ်းမတ်ကြီးကကုလကိုရှင်းပြပါတယ်။ဒါပြင်အဲ့လိုဖမ်းဆီးခံရသူများတွေက2200ကျော်ဟာဆက်လက်ထိန်းသိမ်းခံရဆဲဖြစ်ပြီးထောင်ဒဏ်များချမှတ်ခံထားရပြီးတော့ဖမ်းဆီးချုံထောင်ခံထားရသူများအနေနဲ့ တရားမျှတမှုရှိတဲ့တရားခွင်ဆုံးဖြတ်မှုကိုတစ်ချိန်တစ်ခါမှခံစားခွင့်မရဘူးလို့တမတ်ကြီးကပြောပါတယ်။၂009နှစ်မှာနိုင်ငံရေးကျင်းသားများဖြစ်တဲ့ကိုဖြိုးစရတော်ကိုကျော်မင်းဟုခေါ်ကိုကျင်မီကိုလာမျိုးအောင်နဲ့ကိုအောင်သူရဆော်တို့ဟာတကားပိတ်တရားခွင်များနဲ့မတရားကုန်မြန်စီရင်ခံခဲ့ရကြအောင်။အရင်နောက်2024ခုနှစ်မှာလည်းဆယ်ဆိုးကကိုကောင်ထက်တဲ့လူငယ်မျိုးသမီးနိုင်ငံရေးချင်းသူမချမ်းမြေသူတို့ကိုထမ်းမှန်ပြီးတော့မတရားကုန်မြန်စီရင်ခဲ့တယ်လို့တမတ်ကြီးကကုလကိုရှင်းပြပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာအကြမ်းဖက်ဆယ်ဆိုးဟာ လက်ရှိတိုင်းပြည်မှာဂျုံတွဲနေရတဲ့အချက်တဲရဲ့ဇင်းမြစ်ဖြစ်တယ်လို့လည်းပြောပါတယ်။ဒါပြင်ဆဲဟုဆိုကပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုချိုးပေါက်တဲ့ပြင်အရသာပြည်သူများပေါ်စစ်မှန်ဂျူးလို့နေခြင်းတွေကြောင့်အချင်းကျနေသူများသားမကနိုင်ငံတော်မှာရှိတဲ့ပြည်သူလူထုတရားလုံးဝလည်းနေရဆုံးခွာမှုပြဿနာနဲ့လူသားချင်းစာနာအချက်တဲဒုက္ခတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်တွေမှာဆဲဟုဆိုကပြည်တံကင်းလို့ခွင့်ကိုခံစားနေပြီးတော့နိုင်ငံတကာဥပဒေတွေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတွေနဲ့ နိုင်ငံတကာလူခွင့်ရေးဥပဒေတို့ကိုပြောင်ပြောင်တင်းတင်းချိုးပေါက်လျက်ရှိတယ်လို့တမန်ကြီးကရှင်းပြပါတယ်။ဒါကြောင့်ဆဲအုပ်စုဟာဆေးရဆွဲနဲ့လူသားမျိုးနွယ်ပေါ်ဂျူးလွန်နဲ့ရာဇဝဲမှုတွေရဲ့တဦးတဲသောတရားခံအများပင်ဖြစ်ပြီး၎င်းတို့ကိုမဖြစ်မနေတာဝန်ယူမှုတာဝန်ခံမှုရှိစရာမှာဖြစ်တယ်လို့တမန်ကြီးကဆိုပါတယ်။ဒါကြောင့်နိုင်ငံတကာတိုင်ဝမ်နေနဲ့လည်းဆေးရနာရှင်စနစ်နဲ့၎င်းတို့ရဲ့မတရားဆေးရနာဒိမ်းမှုကိုခြုံငင်းရေးတော့ဂျိုးပန်းအာထုံးနေတဲ့မြန်မာပြည်သူများရဲ့ဂျိုးပန်းမှုတွေကိုဂူကြီးအားဖြင့်ဘေးကြပါရန်ကုလားဆိုင်ရာမြန်မာတမန်ကြီးကတိုက်တွန်းတောင်းဆိုထားပါတယ်။ နောက်ထပ်တစ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ JF70 ဖြစ်ချခံရမှုနဲ့တရုတ်ပေါ်တက်ရောက်မှုဆိုတဲ့ဆရာလာဇောဝေရဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးပါမယ်။ Washington ခြေဆိုင် Nissan Center ရဲ့ The National Intercept Online Magazine မှာ American လုံခြုံရေးဆိုင်ရာဒုတိယတည်ရေးသားထားတဲ့ We Dusted Dawn of Chinese JF70 in Myanmar Means for China's and Interest ဒီဆောင်းပါးမှာအကောင်းဆုံးတင်ပြပါရစေ။မကြာမီကပေးဆုံးသွားခဲ့တဲ့အိန္ဒိယပါကစ္စတန်လေယက်တာစစ်ပွဲပြီးမှာတော့တရုတ်ရဲ့ကားကွယ်ရေးစက်မှုလုပ်ငန်းများလက်ကမောင်းခတ်ဝင်ကြွားနိုင်ခဲ့ပါရစေ။ လေကြောင်းစစ်ပွဲမှာအိန္ဒိယလေတပ်ကလွယ်တကူအသာစီရမယ်လို့မျှော်လင့်ခဲ့ကြပေမဲ့ပါကစ္စတန်မှာရှိတဲ့တရုတ်လုံ J-Dance နဲ့ JF-70 တို့မှအိန္ဒိယရဲ့ပြင်သစ်နဲ့ရုရှားလုံ Rafale တိုက်လေယာဉ်အများပြားကိုပစ်ချနိုင်ခဲ့ပါတယ်။တရုတ်တိုက်လေယာဉ်တွေဟာဈေးလဲကြီးပြီးရေသွေးညံပြင်းတယ်လို့ပြောဆိုခံနေရချိန်မှာထိုကဲ့သို့အနောက်နိုင်ငံတို့တိုက်လေယာဉ်များပေါ်အနိုင်ယူခဲ့မှုကြောင့်တရုတ်မီဒီယာများမှခေါင်းကြီးပေးလို့မဆုံးခဲ့ပါနဲ့။မြန်မာမှာတော့တရုတ်တို့ရှာတကွဲဖြစ်နေကြုံခဲ့ရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းမှာ JF-70 ကိုပစ်ချလိုက်တဲ့အခါမှာတော့ တရုတ်ထုတ်တိုင်းလေးရံများကိုရှင်လို့မရလို့ယူစားနေမှုများပြောက်ွယ်သွားကြရပါတယ်။ဒါပြင်အဲ့ဒီလေရံဟာပကုံးတန်းမန်ပတ်လောင်ချာနဲ့ပြချခဲ့ခြင်းလည်းဖြစ်တာကြောင့်တရုတ်ဈေးခွက်တို့မျက်စိကျလာသူများအားရက်တန့်သွားစေခဲ့ပါတယ်။မန်ပတ်ဆိုတာကတကယ်တမ်းမှာတရုတ်ထုတ် F-16 မြေပြင်မှာဝင်ပြီးပကုံးတန်းလောင်ချာဖြစ်နေတာကြောင့်တရုတ်တို့ကိုရှူးကိုပတ်ဖြစ်သွားကြရပါတယ်။2015မှာဘေကျင်းဟာဆဲအိုဆူအား JF-70 စတက်စီရောင်းချခဲ့ပြီးတော့2018-21အတွင်းအပြီးပေးပို့နိုင်ခဲ့ပါတယ်။၎င်းတို့ရဲ့ JF-70 ဟာ နှစ်ယောက်စီဗတ်ဆုံတုံးလို့ရတဲ့တိုက်လေယာဉ်မျိုးစားဖြစ်တာကြောင့်ကမ္ဘာဈေးကွက်မှာပြင်သစ်အမေရိကန်ရုရှားတို့နဲ့ရှင်းနိုင်လိမ့်မယ်လို့မျှော်လင့်ကြီးမျှော်လင့်ထားခဲ့ပါတယ်။တရုတ်မှာထိုကဲ့သို့ပံပိုးပေးနေပေမဲ့ဒေါ်လာယင်တစ်ပွဲအတီးတီဆင်နွမ်းနေတဲ့ဆင်းမျက်နှာများမှာလည်းလည်းမထူပြနေပါတယ်။အခုလဲလေချောင်းတခိုင်မှုကသာအားကိုးနေရတဲ့ဆေးဥစုဖို့မရှိမဲ့ရှိမဲ့လေယာဉ်များတဲ့ကတစည်းထက်ဆုံးဆုံးသွားခြင်းဟာတော်တော်လေးကိုရေးပါလာတဲ့ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။တရုတ်ကလက်ရှိမှာပြည်တွင်းစစ်ကြီးကိုမီးမွေပေးနေပြီးနှစ်ဖက်စလုံးကိုလက်နက်များရောင်းချပေးလျက်ရှိနေပါတယ်။ GF Assembly ကိုပြေချနိုင်ခဲ့တာကြောင့်ဒေါ်လန်ရေးတပ်များကတရုတ်တို့ရဲ့မန်ပတ်အားထမ်းမှန်ဝယ်ယူနိုင်ရန်ကြိုးစားလာပွဲရှိပြီးဆဲလ်ဆူးမှလည်းနောက်ထပ်လေးရင်ထပ်ဝယ်ဖို့လိုအပ်လာတာကြောင့်တရုတ်တို့အတွက်တနည်းအားဖြင့်ကြိုးရှိဖို့ဖြစ်လာနေတယ်လို့ဆောင်းပါးမှရေးသားထားပါတယ်။ဆဲလ်ဆူးကတော့အဆိုပါလေးရင်ပြေချခံရခြင်းကိုဇက်ချုပ်ယွင်းလို့ဆိုကလိန်လေသတင်းထုတ်ပြန်ခဲ့တဲ့အတွက်ဘေကျင်းပေါ်ထပ်ပြီးတော့မျက်နှာပြက်စရာဖြစ်သွားခဲ့ရပါမယ်။ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုအဆုံးထိနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေကြပါစေခင်ဗျာ။